တချို့ကျဘလောက်ထိတွေ့လို့ပမာပြေပါဥပပဲတန်ငါငါသိင်းရှိတယ်ဆိုဒီကတော့လေဟိုတိုင်းပြေကကြွေးထားတာဝန်တော့ကိုပို့ကြည့်လို့တောင်ပြောရတယ်နော်အဲ့လောက်ထိအောင်အပေါ်ရမှာကြည့်ပါစေအပေါ်ရန်ကြည့်ဝန်တော့ကိုပို့ကြည့်လို့ခေါ်တယ်ဒါပဲဘသူကထမ်းတာလဲဝန်တော့ကိုပို့တော့လို့ဆိုသူကမထမ်းတာတော့မဟုတ်ဘူးကုသတရားကိုဥတည်ပြီးတော့လောကဆောင်ရကြတာဖြစ်တယ်ဆံကတ္တပဲဖြစ်ဖြစ် ရှင်ပြုနာသအလူတော်မင်္ဂလာပဲဖြစ်ဖြစ်ဒီနှစ်ခုစလုံးဟာမင်္ဂနဲ့ရွေးချက်နဲ့လုပ်ဖို့လိုအပ်တယ်အစင်လာတစ်ခုဟာရိုးသွားတဲ့အခါမှာဟိုအနှစ်သာရတွေပျောက်ကွယ်သွားတာသိတယ်အနှစ်သာရပျောက်ကွယ်သွားတယ်ဆိုတာတကယ်ဥတီချက်အစင်မှန်ကိုမရောက်တော့ပဲနဲ့ ခုကိစ္စကနဲ့ပြောမစို့ just for show ပေါ့ for show ဖြစ်သွားတတ်တယ်ပြသတဲ့ပုံစံလောက်ပဲဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မို့အဲ့လိုမဖြစ်ရအောင်ဒီအလုဟာရှင်ပြုနာသာအလုမင်္ဂလာအလုတဲ့ဆန်းစက်ကလူတန်းချင်းဆိုတဲ့ဒီအလုနှစ်ခုဟာဘယ်လိုကြီးပဲကြက်ထားရမလဲစိတ်ထဲကဘယ်လိုနှလုံးသွင်းရမလဲ ကိုယ့်ရဲ့ intention ကပါလဲနော်ကြည့်ရတဲ့ရှိရမယ်ဟာကပါလဲဘလို့ ठी အဓိပ္ပာယ်လေးနဲ့တလဲအဲ့ဒါကိုသိရှိနာလဲဖို့လိုတယ်အဲ့ဒါသိပြီလို့ရှိရင်ကိုလုံးတဲ့အလုံးအတံမိုးကိုသိလာတဲ့အခါကျတော့ပို့ပြီးတော့ဝါမြောက်မှုကဖြစ်လာငါလုံးတဲ့အလုံးဟာသိဖွဲ့တဲ့အလုံးမဟုတ်ဘူးအဲ့လိုလုံးတာအရေးကြီးတဲ့အလုံးဖြစ်တယ် တော့တမဟာပြပြောမယ်ဆိုရင်ဘုန်းကြီးကြောင့်ဆွန်ကတ္တာဆွန်ကတ္တာပါထုလေတန်ခါရီသွားဆွန်ကြွေးတာပဲအော်အဲ့ဒါရိပိတ်မင်းကြွေးတာပဲလှူရတန်းတာပဲလို့ပေါ့ပေါ့ဆဆတွေ့ရင်အဲ့ဒါလိုပဲမြင်မှာဖြစ်တယ်ရှင်ပြုနာသဆရာအကိုသတိကိုသင်္ကန်းဝပေးတာပဲလို့ဒီလိုထင်တာထီးတယ်လေးနဲ့တဲ့ ခံယူချက်ကရှိဖို့လိုတယ်ပေါ့အဲ့ဒါကအပေါ်ရန်လုပ်ဖြစ်တယ်တိတဲ့လေးနဲ့တက်ကခံယူချက်ကဘာလဲလို့ဆိုဘာဖြစ်လို့ရှင်ပြုနာသာအလှဆိုတာလောက်ရတာလဲဘလောက်အရေးကြီးတယ်လဲအင်္ဂါရီကိုသွားဆွန်းဆက်ကတာရောဘလောက်အရေးကြီးတယ်လဲဘယ်လိုရည်ရချက်ရှိရလဲဆိုအဲ့ဒါကြတော့လေးနဲ့သွား တံပိုးလေးပိုရှိသွားတယ်။ဟောအပေါ်ရမဟုတ်ဘူးတရား။အတွင်းတည်လို့ရှိရင်ကိုယ်ရဲ့လေးနဲ့မှုနဲ့သွားမှာဖြစ်တယ်။အလုံးပဲကိစ္စပဲဖြစ်ဖြစ်အပေါ်ရမဟုတ်ဘူးအလေးနဲ့။ဆိုပါစို့ကိုမိပါကိုနေ့စဉ်စားစရာတော့ဆရာလေးပို့ပေးတာဒါအမေပို့ကျွေးတာလို့ဆိုရင်တော့အပေါ်ရမယ်။အော်အမေရဲ့ကျေးဇူးတွေရှိတယ်အဖေရဲ့ကျေးဇူးတွေရှိတယ်။ ထေကျေးဇူးတွေဟာတော့ဆက်လို့မကုန်ဘူးအဲ့ဒီရွယ်ချက်နဲ့ကြတော့လေးနဲ့သွားပြန်နော်လေးနဲ့သွားတယ်ကို့မိသားစုကြွေးတာအာမိသားစုဆိုကြွေးရမှာပဲကို့တောင်အဝတ်တရားပဲလို့ပြောရင်ပေါ့ပေါ့ရော်ရော်ပဲမဟုတ်ဘူးလူ့ဘဝရောက်လာလို့ရှိရင်လှုပ်တဲ့လှုပ်ထိုက်တဲ့တောင်အဝတ်တရားဆိုရှိတယ်အဲ့ဒီတောင်အဝတ်တရားကိုခြေပြုံသူဆိုတာကြတော့ခုံရှိတဲ့အလုပ်ဖြစ်သွားပြန် ခြေပြွန်သူမခြေပြွန်သူနှုတ်ခုဖြစ်လာတယ်။အဲနှုတ်ရှိလိုက်တောင်းဝတရားကိုသိပြီးတော့တောင်းဝရှိရှိနဲ့တောင်းဝသိပြီးတော့အလုံးလုံးတဲ့ပုံကိုကြတော့ပို့ပြီးတော့လေးနဲ့တဲ့တံမိုးနဲ့တက်တယ်ပေါ့။ဘယ်ဟာပဲဖြစ်ဖြစ်ပေးလိဥစွာရှိတာပဲလေ။နော်။တမန်တွေးရင်တော့တံမိုးကမရှိဘူး။မရှိတတ်ဘူးပေါ့။အဲ့တော့ကောင်းပြီ။ဘုရားမြတ်စွာသာသနာတော်မှာ နေ့စဉ်ဆန်းစက္ကတာတနေ့တာဆန်းလူလူတာပဲဖြစ်စီဆိုလိုတာကတန်ဃာတွေကိုဆန့်တင်ငန်းကြောင်းစီပစ္စည်းလေးပါပါပဲလူလူနေ့စဉ်မဆွန်လေးတစုံလောင်းတာအစားပြီးတော့လေးနဲ့တဲ့အမြင်ရှိရမယ်လေးနဲ့တဲ့အမြင်ရှိရမယ်မင်္ဂနဲ့ခံရကြရှင်သမအပြင်းကြီးတို့ဟာလကားကြွေးထားတဲ့တို့စိတ်ကထင်သွားတဲ့ခါလေးကြတော့ တချို့ကြဘလောက်ထိတွေ့လို့ပမာပြေမှာဥပပဲတန်ခါငါသိင်းရှိတယ်ဆိုဒီကုရတွေကိုတိုင်းပြေကကြွေးထားတာဝန်တော့ကိုပို့ကြည့်လို့တောင်းပြောရတယ်အလောက်ထိအောင်အပေါ်ရမှကြည့်ပဲစင်အပေါ်ရန်ကြည့်ဝန်တော့ကိုပို့ကြည့်လို့ခေါ်တယ်ဒါပဲဘသူကထမ်းတာတဲ့ဝန်တော့ကိုပို့တော့လို့ဆိုဘာမှထမ်းတာတော့မဟုတ်ဘူးဟိုတမန်ကိန်းငန်းနဲ့တွေ့ကြည့်တဲ့သူတွေအဲ့လိုမြင်နေမြင်နေတချို့က ကိုယ်ရင်ထဲမှာတံမိုးမသိတဲ့ပုဂ္ဂိုလ်အဲ့လိုပဲပြန်တယ်အဲ့တံမိုးသိပြီဆိုလို့ရှိရင်ဆန်လူတာပဲဖြစ်ဖြစ်သင်္ကန်းလူတာပဲဖြစ်ဖြစ်ကြောင်းလူတာပဲဖြစ်ဖြစ်ဆေးလူတာပဲဖြစ်ဖြစ်နော်အလုံးဟာကိုယ်ရဲ့ယုံကြည်ချက်ကိုအခြေခံပြီးတော့လုပ်တဲ့အခါမှာယုံကြည်ချက်ရဲ့နောက်ွယ်ပါ ပါပါသေးတော့စင်အတိညာပါသေးတယ်။ချုပ်ကြည့်ချက်တသက်မဟုတ်ဘူး။ရှိရချက်ဆိုတဲ့အတိပညာပါရမဟုတ်လား။ဘာကြီးရတာလဲ။ယေရှုဘုရားကတခြားဘာသာတွေနဲ့မတူဘူး။တခြားဘာသာတွေကတော့ကိုယ်ခွေတယ်၊ဆုတောင်းတယ်၊ဆုယူတယ်။ဒါအဓိကပဲ။ဘာသာတရားလိုက်နာတယ်ဆိုကိုယ်ခွေတယ် နော်ကိုယ်ခွေတယ်ဆိုတော့ဘာလို့ဖရာရဲ့ခုံတော်ခြေစွတော်တွေကိုချီးမွမ်းမယ်ကိုယ်အပြစ်လောက်ထားလို့ရှိရင်နော် confession လုပ်မယ်ဆုတောင်းမယ်ဖရာအတွက်ရှစ်ပူဇော်မယ်ဆုတောင်းမယ်ကောင်းကျိုးချမ်းသာအဲ့ဒါအဲ့ဒါတွေကဘာအတွက်လောက်ထားတော့ဆိုစဉ်းစားကြည့်လိုက်ကိုယ်ကောင်းစားဖို့လုပ်နေကြတာကိုယ်ကောင်းစားဖို့လုပ်တာလေ အားလုံးဆိုလို့ရှိရင်စိဘဥစ္စာတုတ်တဲ့ခြင်းနဲ့ဘဝမှာအဆင်ပြေခြင်းနဲ့ဩဒီဘဝမှာလည်းအဆင်ပြေခြင်းနဲ့နောက်ဘဝမှာဘုရားသခင်နဲ့အတူဖြစ်ခြင်းအဲ့ဒါတွေကိုအခြေခံပြီးတော့လုပ်ကြတာဖြစ်တယ်ဘုရားဘာသာမှာအဲ့လိုမဟုတ်ဘူးဘုရားဘာသာမှာအဲ့လိုမဟုတ်ဘူးတန်ခါးတွေကိုလှူဒန်းနေဆိုတာပါအတွက်လေ တည်တဲ့လေးနဲ့တည်းရည်ရွယ်ချက်ကိုစဉ်းစားရအောင်။မြတ်စွာဘုရားကတက်တော်ထင်ရှားရှိတဲ့အချိန်မှာဘာပြောတလဲ။ဘာရီပြောထားခဲ့လဲ။ရှောဓမ္မပတ္တိသောမံပတ္တိမင်းတို့ဓမ္မကိုမြင်မှငါကိုမြင်မှဆိုတော့ နော်ယောဓမ္မပတ္တိသောမပတ္တိတရားသိအောင်လှုပ်ချာတရားသိမှငါနဲ့တွေ့တာဖြစ်ပဲငါနဲ့တွေ့ရင်လည်းပဲယောယောမပတ္တိသောဓမ္မငါနဲ့တွေ့ရင်လည်းတရားကိုသိဖို့ရအဓိကဖြစ်တယ်အဲ့ဆက်ခါကဘောရဆိုရင်တိတ်တိတ်ပဲမသိဘူးတေချာကြည့်လိုက်လို့ရှင်မင်းတို့ယင်တဲ့နှလုံးထဲမှာအသိပညာ ဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေပဲလို့ရှင်းအောင်လုပ်ရမယ်ဒါပြောတာနော်တရားသိရမယ်ခုနတရားမဟုတ်ဘူးအပေါ်ရန်လှုပ်ထားကြတော့အလေးနဲ့တရားကိုသိအောင်ကြိုးစားအား